မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ13ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်ကွမ်းမြို့နယ်ကရတနာမြိုင်ကလပ်ပြင်းရဲစခန်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကိုအရခတပ်တော် AA ကသိမ်းပိုက်ပြီးတဲ့နောက်မှာတန်တွဲကွာကားလန်းအတိုင်းတောင်ဘက်ကိုထိုးဆက်ဆင်လာရောင်း ဘဲအင်းနဲ့ဒဲမုတ်ကြေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေသခံအမျိုးသားတအုကအော်တိုဘားလ12ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြတယ်။ကလပ်ပြင်ကဆုတ်သွားတဲ့တပ်ကခံစစ်အနေနဲ့ခံပစ်နေတယ်။အခုတိုက်ပွဲကဘဲအင်းဒဲမုတ်နားထီကိုရောက်နေပြီးလေရင်တွေလည်းဝဲနေတယ်လို့ပြောဆိုထားပါတယ်။ဘဲအင်းနဲ့ဒဲမုတ်ရွာဟာကွမ်းမြို့ရဲ့မြောက်ဘက်ကွမ်းမြို့နယ်နဲ့တန်တွဲမြို့နယ်ကြားကားလမ်းပေါ်မှာတည်ရှိပြီးတော့စစ်ကောင်စီတပ်ဟာတဖြည်းဖြည်းနဲ့နောက်ဆုတ်ကကျွေးချိုင်ရွာနဲ့တိုင်ကျိုးအနီးမှာရှိတဲ့ ပကန်းတောင်ဖျားမှာတန်ဆွဲကဆက်လက်ခုခံနေတယ်လို့သိရပါတယ်။ကွားမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများကိုအနိကစောင့်ကြည့်နေတဲ့ဒေသခံအမျိုးသားတအုပ်ကအခုတိုက်ပွဲဖြစ်နေတာကဘဲအင်းရွာဒေဘုတ်ရွာနောက်ဘက်တောင်ကျောတွေမှာဖြစ်နေတယ်လို့သိရတယ်။ကွားဘက်ကိုလာမယ်ဆိုရင်တပြူချောင်းဆိုတဲ့တရွာကျန်ပါသေးတယ်။ပြီးမှကျွေးချမ်းရွာကိုရောက်ပါမယ်။ကျွေးချမ်းရွာကချိန်နလီမြို့နယ်နမိတ်အပိုင်ပြီးရင်တိုင်ကျိုးကိုရောက်ပါမယ်တိုင်ကျိုးကကွားမြုံနယ်အပိုင်မှာအခုတိုက်ပွဲဖြစ်လာတဲ့အတွက်ကျွေးချိုင်အထိကိုမီးဖြတ်လိုက်ပါပြီစစ်တပ်ကကျွေးချိုင်ရွာထိပ်နဲ့တိုင်ကျိုးရွာထိပ် ပကန်းတောင်မှာအမြောက်တွေတက်ဆင်ထားပါတယ်ကျွေးချိုင်အောက်ဘက်ပင်လယ်ထဲ73မိုင်အကွာလောက်မှာနေဗီရှိနေပြီးတော့တင်းတော်ရွာမှာနေဗီကအမြောက်တွေတက်ဆင်ထားပြီးတော့အဲ့ဒီကနေတပြိုင်တည်းထဲပြစ်ခတ်နေတာပါလို့ပြောဆိုထားပါတယ်ရတနာမြိုင်ကျေးရွာကနေဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ကိုအေအေကလိုက်လံတိုက်ခတ်ခဲ့ရာအခုရပိုင်းအတွင်းမှာမင်းညိုစင်းရွာကလပ်ပြင်းရဲစခန်းအနောက်ဘက်ဂုံးမှာရှိတဲ့ကြံခင်းချောင်းရှေ့ဘက်မှာရှိတဲ့ရေတွင်းကို ဘဲအင်းတောင်ကြားဝတ်တိုးနယ်ဂွေကြီးတောင်အောက်ဘက်ခြိုင်ဆတဲ့နေရာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်တက်ဆုတ်လာတာသူတို့အထိုင်ချထားတဲ့ကျွေးချိုင်ကိုရောက်လာတော့မယ်ဂျားမှာတပြူချောင်းရတရွာပဲကြံတော့တယ်ကျွေးချိုင်ကနေပြီးတော့စစ်ကောင်စီဒီရပိုင်းတွေတက်ဆုတ်ရလိမ့်မယ် အေးအေးထိုးစစ်ကကောင်းတယ်တဖြည်းဖြည်းနဲ့စစ်ကောင်စီတက်ဆုပ်လာတာကိုတွေ့နေရပါတယ်တိုက်ပွဲကတော့ပြင်းထန်တယ်ဒါပေမဲ့စစ်ကောင်စီတပ်သားတွေကစစ်တိုက်ဖို့စိတ်ဓာတ်မရှိတော့ဘူးစိတ်ပြတ်နေကြပြီတချို့ဆိုရင်လက်နက်တွေယူပြီးတော့ထွက်ပြေးနေတာတွေတောင်ရှိတယ်လို့ပြောဆိုထားပါတယ်ကွာမြုံနယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်းမှာဝင်ရောက်တိုက်ခိုက်နေကြတဲ့စစ်ကောင်စီတပ်သားများထဲမှာလက်တလော့တင်တန်းဆင်းလာတဲ့တပ်သားတွေများနဲ့ AR တိုင်းဘက်ကစစ်ကူလာတဲ့ တက်ရင်းများပါဝင်ပြီးအေရဲ့ထိုးစစ်ကိုကောင်းစွာခုခံတိုက်ခိုက်မှုမလုပ်နိုင်တဲ့အတွက်အကြဆုံးများစွာနဲ့နောက်ကိုတဖြည်းဖြည်းဆုတ်ခွာလာရကြောင်းဒေတာတွင်သတင်းရင်းမြစ်များကပြောပါတယ်။အေအေကလက်ရှိကလပ်ပြင်းရေတံနာပြန်ရဲစခန်းကိုအပိသက်သိမ့်ပိုက်ထားနိုင်ပြီးဖြစ်တယ်လို့စစ်ကောင်စီရဲ့လက်ကျန်တပ်သားများကလည်းလိုက်လံရှင်းလင်းကစစ်တပ်ယာယီအထိုင်စခန်းများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲတချို့ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကလေချောင်းနဲ့ရေချောင်းကပါပါဝင်တိုက်ခိုက်နေပြီးတိုက်ပွဲများဟာအလွန်ပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရရှိကာစစ်သားအလောင်း6လောင်းကိုမြေမြုပ်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ17ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ခလာရ296တိုက်ရင်ကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းဟာမနက်9:00နာရီကမှဇီကုံကျေးရွာကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာဇီကုံနဲ့ဇီကုံကျွန်းကျေးရွာကြားအရောက်မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ကတော်လိုင်းရဲဘော်များကကြားဖြတ်ဆောင်းဆိုင်တိုက်ခိုက်ခဲ့ပြီးတော့နှစ်ဖက်အပြန်အလှန်တိုက်ပွဲတနအီကျော်ဖြစ်ပွားကအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီး MA3 တနက်တလန်ကြီပေါက်၄ခု MA11 တနက်တလန်နဲ့ကြီပေါက်၃ခုနဲ့ 5.56G 295တောင်းအင်နာကဘုံစီတလုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးနှစ်ဖက်အပြန်အလှန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖကရဲဘော်ຫນွေဦးဟာ အနာဂတ် Federal Democracy တိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ရပြီးတော့ကျန်တဲ့ရဲဘော်နှစ်ဦးဟာလည်းအသက်အန္တရာယ်မစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဝါလာ12ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဇီးကုန်းချေးရွာကိုတော်လိုင်းရဲဘော်များကနေနေရှင်းလင်းပြုလုပ်တဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်ခဲ့တဲ့ဇီးကုန်းချေးရွာကဖုန်ကြီးတပားနဲ့ပြည်သူနှစ်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေမြေနှုတ်ထားခဲ့တဲ့စစ်သားအလောင်း6လောင်းကိုလည်းတွေ့ရှိခဲ့ရကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်က တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်စစ်ခွေးတွေတက်ဖြတ်သွားတာကတန်ဃာတော်တပားရဲ့ပြည်သူနှစ်ဦးရဲ့ပေါ့ကျန်တဲ့အလောင်းတွေကစစ်ခွေးအလောင်း6လောင်းပေါ့ကျွန်တော်တို့တွေပြည်သူတွေကိုအပြည့်အဝကာကွယ်သွားမယ်ဆိုတဲ့စောင်းပုံးနဲ့အညီဆက်လက်ပြီးတော့ကြိုးပမ်းသွားပါမယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကဇီးကုံကြီးပါတယ်က7ရက်နေ့ကတနေကုန်နေတယ်နေပြီးတော့မှညနေအချိန်ကျမှဆင်ချောင်းဘက်ကနေဆင်းသွားပြီးတော့ကားတွေနဲ့လာခေါ်သွားတယ်အခုအဲ့ဒီခွေးစစ်ကြောင်းကပခန်းကြီးနယ်မြေရဲစခန်းမှာလို့သိရတယ်လို့ ြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြုံမြို့နယ်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်မှာရှိတဲ့အကြမ်းတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား16ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ22ရက်နေ့မှာရွှေကြီးမဲအကြမ်းတ်စစ်တပ် gate ကို face wing drone နဲ့ဘုံသီး6လုံးကျဲချတိုက်ခတ်ရာအကြမ်းတ်စစ်ကောင်စီဘက်ကတပ်ချက်ကြီး2ဦးအပါအဝင်4ဦးတေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အော်တိုဘားလာ2ရက်နေ့မှာ ရေဦးမြို့ရဲစခန်းကိုဘုံသီး6လုံးကျဲချတိုက်ခတ်ရာလိုင်းကန်း2ဆောင်းမီးလောင်ပြချခဲ့ပြီးတော့ကြည်တက်တာ6ဘုံတနက်4လက်မီးလောင်ပြစီပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား4ဦးတေဆုံးက 6ဦးပြင်းထန်နိုင်ရရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ9ရက်နေ့မှာအောင်တရာရွာမှာရှိတဲ့ပြူစောတိအထိုင်စခန်းကို face wing drone များနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ရာပြူစောတိ6ဦးသေဆုံးပြီးအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ10ရက်နေ့မှာရွှေကြီးမဲအကြမ်းဖက်စစ်တပ်စစ်စေးရိတ် gate ကို face wing drone များနဲ့ဘုံဒီ၄လုံးကျဲချတိုက်ခိုက်ရာပြူစောတိ3ဦးသေဆုံးပြီးတော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာဒဝယ်မြို့ဘက်ကနေဆင်းလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကင်းမုံယူပေးနေတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း federal ဒူဝန်ကျဲတပ်ဖွဲ့ FPF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အောက်တိုဘာလ17ရက်နေ့မနက်9:00နာရီကမှလောင်းလုံးမီးတပ်ရုံးမှဒဝဲကနေဆင်းလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလမ်းကင်းလာယူပေးတဲ့စစ်သားများကို Federal ဒူဝန်ကျဲတပ်ဖွဲ့ FPF ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်။အခုလက်ရှိတော့ဒဝယ်မျိုးကနေလောင်းလုံးမျိုးနယ်ဘက်ကိုဆင်းလာတဲ့စစ်ခွေးစစ်ကြောင်းကတော့ လောင်းလုံးကိုကြော်ပြီးညင်းမော်ရွာဘက်ကိုရောက်နေတယ်စစ်ခွေးအင်အား150လောက်ရှိတယ်လို့ Federal ဒူဝန်ချက်တပ်ဖွဲ့ FPF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်မုဒုံမြို့နယ်အဘိကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတ်တ38တပ်စခန်းကို short တိုက်ဒုံး drone နေနဲ့တိုက်ခိုက်ခဲ့ရာစစ်သား3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ၈ရက်နေ့မနက်9:30မိနစ်30အချိန်ကနေ10:30မိနစ်30အချိန်ထိမုံရွာမြို့နယ်အဘိကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ38တပ်စခန်းကို short တိုက်ဒုံးနဲ့ SSZ drone များနဲ့ ဘုံကျဲပစ်ခတ်တိုက်ခိုက်ရောင်းအကြမ်းမဲ့စစ်သား၃ဦးသေဆုံးပြီးတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအမတ်3တက်၈တပ်စခန်းအတွင်းမှာရှိတဲ့လက်နက်ကြီးအထိုင်နေရာများထိခိုက်ပျက်စီးခဲ့ပြီးတော့လက်နက်တိုက်နဲ့အခြားအဆောက်အုံများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်3ဘျူဟာ33ပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတိုက်ရင်ကတပ်ခွဲ1တပ်ခွဲ4နဲ့ ညီနောင်မဟာမိတ်တရင်တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကိုင်မြို့နယ်ပလိတ်မြို့တောင်ဘက်ဆေးဆေးရိတ်ဂိတ်မှာရဲခွန်နာဦးကဈေးတယ်မဆန်းဆန်းလှန်ရဲ့ဈေးဘိုးအရင်ငွေကျခွန်နာသိန်းကိုလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘာလ12ရက်နေ့မနက်4:30မိနစ်အချိန်မန္တလေးတိုင်းစင်ကိုင်မြို့နယ်ရွာဟောင်းကုန်းကျေးရွာကဈေးတယ်မဆန်းဆန်းလှန်ဟာဈေးရောက်ထွက်ရန်အတွက်သုံးမိန်ဆိုင်ကဲနဲ့ဈေးကုန်များဈေးဘိုးအရင်ငွေများကိုယူဆောင်ပြီးတော့နေအိမ်ကနေထွက်လာခဲ့တယ်လို့သိရပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းပလိတ်မြို့တောင်ဘက် အိုးထိန်တောင်လမ်းစုံမြောင်နားမှာဂိတ်ချပြီးတော့ကားများဆိုင်ကယ်များကိုငွေကြေးတောင်းခံနေတဲ့ရဲခွန်နာဦးကမဆန်းဆန်းလိုင်ရဲ့၃ဘိန်းဆိုင်ကယ်ကိုတားဆီးပြီးဈေးပုံအရင်ငွေကျ9သိန်းကိုလူရက်သွားခဲ့တယ်လို့သိရပါတယ်မဆန်းဆန်းလိုင်ကမန္တလေးမှာဈေးသွားရောက်လေးရှိတဲ့ဈေးတယ်ပါအဲ့ဒါမနက်၄နာရီခွဲအချိန်မှာဈေးထွက်ဖို့၃ဘိန်းဆိုင်ကယ်နဲ့ထွက်လာတယ်ပလိမ့်မျိုးအိုးထိန်တောင်လမ်းစုံမြောင်နားမှာအများရန်ဂိတ်ချပြီးတော့ကားတွေနဲ့ဆိုင်ကယ်တွေကိုပတ်စံတောင်းနေတဲ့ရဲတွေရှိတယ် ဲ့ဒီရဲခွန်နာဦးကသူ့ရဲ့ဆိုင်ကယ်ကိုရှာပြီးတော့ဈေးဘုံငွေကြ9သိန်းကိုအတင်းလူယူသွားတယ်မလုပ်ပါနဲ့ဈေးဘုံငွေလေးမို့လို့ပြန်ပေးပါဆိုတာကိုလည်းမပေးဘူးလို့ဈေးတယ်မဆန်းဆန်းလိုင်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်ငွေလူရခံရတဲ့အတွက်မဆန်းဆန်းလိုင်ဟာဈေးမထွက်နိုင်တော့ပဲလှည့်ပြန်လာခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကိုတိုင်ကြားလို့တော့လေရဲများကိုယ်တိုင်လူရချင်းဖြစ်တဲ့အတွက်တိုင်ကြားရန်ခက်ခဲနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလင်မြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအသက်9နှစ်နဲ့အသက်16နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်9ဦးကိုရရဆက်ဆက်တပ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ၁၂ရက်နေ့နေ့လယ်၁၂နာရီခွဲဝင်းကျင်မှာဘူးဒလင်မြို့တမျိုးလုံးကိုအကြမ်းဖက်ဆက်တပ်စစ်ကြောင်းကစစ်ကြောင်းထိုးလှည့်လည်ကတောင်းချမ်းနေတဲ့အတွက်မြို့နေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပြည်သူများထွက်ပြေးနေကြတော့လဲဘူးဒလင်မြို့ဘန်ဒူလာရက်ကွက်တဲ့တဖန်းလမ်းဆောင်မှာရှိတဲ့ဥဖိုးချာဒေါ်တင်းကုံစုံဆိုင်နေမိသားစုဝင်များဟာ စစ်တပ်ထောက်ခံသူမိသားစုများဖြစ်တဲ့အတွက်ထွက်ပြေးတိမ်းရှောင်ခြင်းမရှိရာကနေတပ်ဖြတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတွေမျိုးတဲကိုအင်အားအလုံးကြီးနဲ့ပတ်ပြီးမှွေနေတာတမျိုးလုံးလိုလိုထွက်ပြေးနေကြတယ်အဲ့ဒီမိသားစုကထွက်မပြေးဘဲနဲ့ကြံနေခဲ့တာဗျနေ့လယ်၁၂နာရီခွဲလောက်ကဖြစ်သွားတာသူတို့ကစစ်တပ်ထောက်ခံတဲ့မိသားစုတွေဆိုတော့မကြောက်လို့မပြေးတာပေါ့ဟိုကစစ်ကောင်စီစစ်ကြောင်းကရရဆက်ဆက်တပ်ဖြတ်သွားတာ မွေးသားတူမလေးဆိုရင်ကြိုက်ပေါက်ပြီးတော့အသက်ခံရတာကျန်တဲ့မိသားစုဝင်၄ယောက်စလုံးကလက်ပြန်ချိုးတုတ်ပြီးတော့ခေါင်းကိုတနက်နဲ့တိတ်ပြစ်ခံရတာလို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါဗျာအကြောက်ရဆက်တက်ကရရဆက်ဆက်တက်ဖြတ်ခံရတဲ့သူများဟာအသက်9နှစ်အရွယ်မွေးသားတူမဖြစ်သူတအူးအသက်16နှစ်အရွယ်တားဖြစ်သူတအူးအသက်25နှစ်ဝင်းကျင်အရွယ်တမိဖြစ်သူနဲ့ ်မိဘနှစ်ဦးလိုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကအော်တိုဘာလ၄ရက်နေ့မှာဘုဒ္ဓလင်မြို့နယ်အတွင်းကိုစတင်ဝင်ရောက်လာကလက်ပတ်တောင်းကျမ်းနေခြင်းဖြစ်ပြီးကျေးရွာများကိုလည်းမိရှုဖြတ်စည်းခြင်းပြည်သူများကိုလည်းဒဇာကန်အဖြစ်နဲ့ဖမ်းဆီးခြင်းတပ်ဖြတ်ချင်းများကိုလုတ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။အလားတူပဲမကွေးတိုင်းရောဒေတာကံကောမြို့ပေါ်နေအရတားပြည်သူ၈ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားကြောင်းဒေတာနေပြည်သူများထံကသိရှိရပါဗျ။ အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းမှာဂံကောင်းမြို့ပေါ်နေအမျိုးသမီး3ဦးညာပိုင်းမှာအမျိုးသား2ဦးတို့ကို၎င်းအော်တိုဘာလ17ရက်နေ့မနက်ပိုင်းမှာအမျိုးသမီးငယ်3ဦးတို့ကိုအကြမ်းဖက်စစ်ကောင်စီကရက်ွက်ထဲအထိကိုဝင်းရောက်စစ်ဆေးကဖမ်းဆီးသွားတယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ကမိန်းကလေး3ဦးမနေ့ကညာပိုင်းမှာယောက်ျားလေး2ဦးကိုဖမ်းပြီးတော့ဒီနေ့မနက်မှာလဲမိန်းကလေး3ဦးကိုထပ်ဖမ်းသွားတယ်။စစ်ခွေးတွေကဖမ်းနေတော့ထွက်ပြေးလာတဲ့သူတွေကိုလည်းကူညီပေးနေရတယ်လို့ဒေသနေပြည်သူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်တရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ